အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကိုအကူပီကေတွန်းတွေ့အောင်လို့ရှယ်ပေးကြပါအောင်เนาะရှယ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒီကနေ့ပြောကြရလေးရှိလို့ပါခင်ဗျာ အဲကျွန်တော်နဲ့အကိုပီကေထွန်းနဲ့ဖြစ်တဲ့ပြဿနာမှာကျွန်တော်ကအခုလိုမျိုးလိုင်းပေါ်မှာအခုလိုလေးတင်လိုက်မိတာကကျွန်တော်လုံးဝရရွေးချက်ရှိရှိနဲ့တင်ခဲ့တာမဟုတ်ပါဘူးတူတူတယောက်ကကျွန်တော်ထိခိုက်လို့ခြင်းနင်းလာလို့ခြင်းစိတ်နဲ့တင်ခဲ့တာမဟုတ်ပါဘူးကျွန်တော်လည်းအဲ့နေရာအဲ့လိုထိုးခံလိုက်ရတော့じゃစိတ်တွေလုံးဝရှုပ်ထွေးပြီးတော့စိတ်စိတ်မြန်လက်မြန်နဲ့အဲ့လိုတင်ခဲ့မိပါရဲ့နော်တင်ခဲ့မိရဲ့အတွက်လည်းကျွန်တော်လုံးဝနောင်တလိုက်ရပါတယ်ကျွန်တော်ကျွန်တော်အမားကိုလည်းကျွန်တော်တီးပါတယ်နော်အဲကြောင့်မို့ကျွန်တော်ဒီကနေပြီးတော့အနူးညွန်ဒီကနေတောင်းပန်ပါတယ်ခင်ဗျာ ပြီးကြကျွန်တော်ဒီဆိုင်မှာလုပ်ခဲ့တဲ့ကျွန်တော်၈လလုံးလုံးလည်းကျွန်တော်အလုပ်ကိုအကောင်းမွန်ဆုံးကျွန်တော်ကိုယ့်အလုပ်ကိုကိုယ့်အလုပ်လို့သဘောထားပြီးကျွန်တော်အကောင်းမွန်ဆုံးလှုပ်ဆောင်ပေးခဲ့ပါတယ်ခင်ဗျာအဲအလုပ်ထဲမှာလည်းကျွန်တော်အကောင်းဆုံးလှုပ်ဆောင်ပေးခဲ့ပါတယ်နော်အလုပ်ထဲမှာကျွန်တော်အကောင်းဆုံးလှုပ်ခဲ့တဲ့အတွက်ဒီမျက်နှာလေးကိုထောက်ပြီးတော့အမှုလေးကိုပိတ်ပေးပါလို့ကျွန်တော်ကရန်နေမြတ်တာရက်ခံပြီးတောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်ရေမစင်းစားမစင်ခြင်းပဲလှုပ်လိုက်တယ်လှုပ်ရတဲ့ခုချောင်းအကိုလိုအမလိုထိခိုက်နေတာသွားခရင်ကျွန်တော်ဒီကနေထပ်ပြီးတော့နူးညွန့်ထပ်ပြီးတောင်းမှန်ပါတယ်ခင်ဗျာအဲကျွန်တော်အရင်လိုပဲဘဝကိုပြီးရောရှင်ရှင်လေးလေးလက်လေးပဲပြန်နေစင်ပါတယ်ခင်ဗျာကျေးဇူးပြုပြီးအမှုလေးကိုပြန်ပေးပေးပါကျွန်တော်ထပ်ပြီးတော့ထပ်ပြီးတော့နူးညွန့်နူးညွန့်ထပ်ပြီးတောင်းမှန်ပါတယ်ခင်ဗျာအဲကျွန်တော်နောက်ထပ်ပြောချင်လေးတစ်ခုကြံခဲ့လို့ပါခင်ဗျာကျွန်တော်ဒီလောက်ကိုအဲဒီလကုံပေါ့နော်ဒီလကုံထွက်မယ်လို့ကျွန်တော်အကိုထွန်းရဲ့ညီမ မမထေကိုကျွန်တော်ပြောခဲ့ပါတယ်เนาะဒီလအစကလေးကကျွန်တော်ဒီလကိုရင်ထွက်တော့မှာလို့ပြောခဲ့ပါတယ်မမထေကလည်းအင်ထွက်ပေါ်အဲ့လိုတခြားအဆင်ပြေနေတာရှင်သွားပေါ်အဲ့လိုပြောခဲ့ပါတယ်ပြီးတော့ကျွန်တော်မမထေကကျွန်တော်ကိုပြောပါတယ်ဟွာဒီဒီလာကုန်ထွက်တော့မှာဆိုတော့အကိုတို့အမတို့ကတော့သွားအောင်မလားလို့မေးပါတယ်เนาะအဲ့ဒီမှာကျွန်တော်ကလည်းအကတော့မှာပေါ့အကိုတို့အမတို့လွယ်ဖြစ်ဖြစ်ကိုတို့အမတို့ကကိုယ့်ထက်ကြီးရဲ့သူလွယ်လွယ်ဖြစ်ဖြစ်ကို့အမတွေကို့အကိုတွေပဲကတော့မှာပေါ့လို့ကျွန်တော်ပြောခဲ့ပါတယ် အဲအဲ့လိုမျိုးအခုလိုမျိုးဖြစ်သွားတော့ကြာကျွန်တော်ကတော့တော့မကတော့လိုက်ရပါဘူးနော်အဲအားကြောင့်မို့ကျွန်တော်ဒီကနေပဲအမအမနဲ့ကိုကျွန်တော်အဲလောက်ရက်ဒီအမားသွားတဲ့အတွက်ကျွန်တော်ဒီကနေပဲပေါင်းပြီးတော့ကတော့လိုက်ပါမယ်နော်မိမပြောတော့လာလို့ရှိရင်သူ့မှာကြောက်နေရှာမှာတဲ့ဟိုဟာသူတခုခုပေါင်းနေနေမှာခေါ်ခဲ့မှာဗောလို့ကြောက်ရမလို့ပါဘူးလို့ငါအဲ့လိုမျိုးငါတို့နေခါနဲ့ငါတို့စိတ်ဓာတ်နဲ့ သူ့ကိုလည်းသိတယ်လို့သူကလည်းသူတော့သူ့အတွေးတော့တခုတော့ဝင်မှာပေါ့လို့ဒါပေမဲ့ဘာမှဖြစ်เสียကြောင်းလည်းမရှိပါဘူးလို့ပြောချင်တာကသူကကောင်းကောင်းလေးဆုံးမပြီးတော့မှမိလေးလည်းနောက်ကြတော့လူအများကြီးလို့အောင်မှာအဲ့အချိန်မှာမိလေးလည်းသင်ငန်းလာရတယ်ဟုတ်အေးအခုဒီလုံးမှာဒီလိုတွေးလိုက်တဲ့အကြောင်းရင်းလေးတွေဒုက္ခလေးတွေကိုယ့်ရဲ့နှုတ်ပြောဆိုဆိုလေးတွေပြောရဆိုတာလေးတွေကစအကုန်စဉ်းမြင်လို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့မနော် ။ဘာပဲပြောပြောအလုပ်တစ်ခုလုပ်လို့လို့လို့ရှိရင်ဆိုရင်သူများတွေရဲ့ပြောတာဆိုတာဆက်ဆံတာဟိုကကောင်းရင်ပြုလို့ရတယ်မကောင်းရင်ဆိုရင်ကိုမကြည့်အောင်နေလိုက်။အဲ့လိုလိမ့်မယ်။ဟုတ်ကဲ့ပြောတာဘယ်တော့ပြောလို့ရှိရင်ဟိုဖြစ်တာပြဿနာဒါအမလို့နဲ့ဘယ်ရင်နဲ့နှစ်ယောက်တည်းနှစ်ဖက်တည်းပဲဖြစ်ကြတဲ့ပြဿနာဒါပဲ online ပေါ်မှာတင်လိုက်တဲ့အခါကျတော့ဟိုများပြည်သူလည်းစိတ်နှောက်ချက်တော်တော်လေးဖြစ်သွားစီတယ်ပေါ့နော်အဲ့အတွက်လည်း ကြည်နေကြတယ်တက်တော့ကြည်ကြတယ်ကိုကြောင့်စိတ်နောက်ကျဖြစ်သွားတဲ့ဟိုကြည်ကြတယ်တက်တော့သမားတွေအကုန်လုံးကိုလည်းတောင်းပန်ပါတယ်သူနော်စိတ်နောက်ကျဖြစ်သွားရင်ကိုကြောင့်နောက်ကျဖြစ်သွားရင်ဒီကောကျွန်တော်တို့ကလည်းအကုန်လုံးသမားတွေအချိန်ကိုဖြုံးမိတယ်လို့ဖြစ်သွားတယ်ကျွန်တော်တို့ဖြစ်ပြနေတာတွေကိုမမဟုတ်ပါဘူးနောက်ဖြစ်ပေးမှာပဲပြဿနာဖြစ်ဖြစ်ဘယ်သူပဲပြဿနာဖြစ်ဖြစ်ကိုမိသားစုကိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်နှစ်ဖက်ရဲ့စကားကိုနားထောင်ပြီးမှဆုံးဖြတ်ပါ တပတ်ကပြောတယ်ဆိုတာလည်းသူ့ရဲ့စိတ်ခံစားခြင်းနဲ့သူပြောတာသူပြောခြင်းအားပြောမယ်သူဆိုခြင်းအားဆိုမယ်အမှန်တဝက်ပါတယ်လို့အမှားတဝက်ပါရင်ပါမယ်အကုန်လုံးမှားရင်မှားတယ်လို့အကုန်လုံးမှန်ရင်လည်းမှန်လိမ့်မယ်ဒါပေမဲ့နှစ်ဦးနှစ်ဘက်ကိုနားထောင်ပြီးမှစုံချလို့ရှိရင်အကောင်းဆုံးပဲအခုကကျွန်တော်ရင်ရကြတော့ကျွန်တော်ကကျွန်တော်ညီလေးလူနေတဲ့လူဆိုတော့သူ့ကိုလည်းဘာတစ်ခုမှဒုက္ခရောက်စေခြင်းနဲ့ဆန္ဒမရှိတယ်လို့သူ့တက်လန်းနေအတွက်လည်းပိတ်သွားမှာဖြစ်စေခြင်းမျိုး အဲ့ဒီပဲသူ့ကိုလည်းအခုကျွန်တော်လူနေသူတွေကြိုးဆိုတယ်။ကောင်းကောင်းမွန်မွန်သူ့ကိုဆုံးမတယ်။ဆုံးမတယ်ဆိုတာနောက်ကြလို့ရှင်ဒီလူစကားပြောလို့ဆိုတာစင်ကြင်ကိုယ်ဆိုရှယ်မီဒီယာဆိုတာဟိုပုံမှန်သုံးနေတဲ့အကောင့်စင်းနဲ့ပြဿနာမရှိဘူး။ပေးသူတွေပါရင်ရှိတယ်။မြင်တာအမျိုးမျိုးပေါ့။အဲ့လိုဆိုတော့อืม ပေးတယ်သွားပြီဆိုတော့တောင်းပါတယ်။တောင်းပါတယ်။အဲ့လိုပဲဒီလေးလည်းတွေးတွေးတဲ့နေရာကိုနှုတ်ဆက်နော်ရှားလာ။ဟာစိတ်ကြောင့်အရှင်းတာငါတို့ကဟိုဟာမိမနဲ့ကိုယ်နဲ့မင်းတို့ဆိုင်ထဲမှာဆက်ဆံလို့နေပြီးရမလား။ကိုယ့်ရဲ့မျက်နှာကတော့အတိုင်းပဲ။ကိုယ်ကဘယ်ငယ်မှမပြုံးတတ်တာမဟုတ်ဘူး။ကိုယ်ကအလုံးများတော့ကြတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကြည့်လာအလုံးထဲမှာတွေးနေရမင်းတို့ဆိုင်ထဲကဝင်နေပါလို့ဆိုလဲ။ တော်နာဝင်မပါဘူးဘာလို့လဲဆိုတော့ဟိုသူ့အနတူအစင်းစင်းလေးရှိရလေမိမဆိုရင်ကိုပြီးတော့မှမင်းတို့နဲ့ပြောရဆိုရဲဟုတ်တယ်မလားအလိုလေးလုပ်လို့လေးကအလိုရှိရဲကိုကကြတော့ဟိုလုပ်ငန်းကြီးလောက်တာဆိုတော့ဒီကလေးနဲ့မပြောကျင်တာတော့မဟုတ်ဘူးကြီးကိုအတွင်းနဲ့ကိုကနဲ့တင်ကိုကကိုကဟွာလုပ်တယ်အလုံများနေတော့ကြတော့မပြောနိုင်တာပြောတဲ့အခါကျရင်လည်းညီလေးတို့တယောက်ချင်းစီပြောတဲ့အခါကျရင်လည်းအခုဘလို့ပြောလဲကောင်းကောင်းပဲပြောရမယ်တွေ့ရမလား ဟာဒါလေးဝင်တာလေးဒီလိုတော့ပြင်တော့ကိုယ့်ရဲ့ကိုယ်ကိုယ်ဉာဏ်ရည်ကဘယ်လိုပြင်နေဟိုဟာတို့ကလည်းရှည်ရှည်တို့ကလည်းစူရဲဆိုတာလေဟိုဆိုင်ထဲမှာအဲ့လိုအော်ဟစ်တာလေးလမ်းဖြစ်တာလေးဆိုတာဘာမှကြောက်ဘူးလို့လည်းယေကနာတိုင်းတော့မရှိဘူးလေတော့ဒါမျိုးဆိုတာမဖြစ်တင်တော့အဲ့လိုဖြစ်တယ်ဆိုတော့ကိုကစိတ်စိတ်စိတ်တော်လေးစိုးရဲပါတော့စိတ်ဆိုးပြီးတော့ဆိုးပြီးတော့လှုပ်ထုတ်လိုက်တာပေါ့ဒါပါပဲဟိုဟာကိုရိုးရဲ့အကြတော့ဟိုပါလေဝန်ထမ်းတွေဟိုပါသာမိသားစုဂျင်းလို့စီလုံးသိနေတာစီလုံးသိနေတော့ ပြတနာတခုခုဖြစ်တယ်လဲဆိုထုတ်လိုက်ဆိုတာဇနဲလူကြီးကနောက်ကြရင်လဲသူမထုတ်ရင်ဆိုရင်ပြတနာဖြစ်လို့ရှင်ဆိုရင်သူ့လုံအောင်ကြမထုတ်ဘူးငါကြထုတ်တယ်ဖြစ်မှာဆိုလို့ကျွန်တော်ကဝန်ထမ်းကောင်းမှန်သမျှဘယ်ဝန်ထမ်းကလွတ်ချင်မလဲရန်ရန်ဆိုရင်လဲလာဖို့ခွဲမှာသူလဲပြောစားပြီးတော့တနော်ဟုတ်ကဲ့ဟုတ်အဲ့တော့အကျူးကြောင်းကတခါတည်းတိုက်ဆိုင်သွားတော့ဟိုဒီကလေးတတော်မစွန်းနဲ့ဆိုတော့ကျန်တာကြောင့်မဟုတ်ဘူး ကျွန်တော်ဟိုဟာလေးကလေးပုံစံတွေကဟိုဟာလေးပေါ့မတင့်တော်တာမျိုးတွေကလေးဖြစ်သွားလို့ရှင်ကြလို့ရှင်ကျွန်တော်ကကြတော့ကြည်ပြီးသင်ပြီးနေရပြီသူကကြတော့လေအဲ့လိုအတွေ့ရှိပါဘူးကလေးတွေကိုလေအမဆိုရင်ဘယ်တော့တောင်ပြောလဲစင်မမကမတော့မြောက်နှစ်ခုရှိရမနော်ကျန်နာဘီကေထွန်းရင်ကိုကြပြီးခင်စမ်းပြီးနှစ်ခုရှိရအဲ့နှစ်ခုကလွှဲရင်ဘယ်တိတော့အကောင့်မှာမမကနဲ့အဲ့လိုပြောထားတာဟိုဟာဘုံပြည့်ရဲ့အကောင့်နဲ့နောက်ဟိုဟာကိုကိုရဲ့အကောင့်ဆိုတာအစ်စ်ထပ်ဖွင့်လိုက်တယ်ဘိုးဘိုးရ ဖွင့်ပြီးသူကတော့မတူစုတာမကရဘူးအဲ့လိုမျိုးနော်မမ်မီတို့ဒီဟိုဟာ family account နှစ်ခုလာအောက်ကလွဲလို့တခြားဘယ် account မှာမှအဲ့လိုမျိုးဟိုထွက်သွားတာမျိုးကလာမှာမမ်မီလက်မခံဘူးပြီးလို့ရှိရင်ကလို့ရှိရင်လည်းအရန်အဲ့လိုလက်ကော်လေးမှာဖင်အရန်လို့ရင်ရန်လို့အဲ့လိုမျိုးဆိုရင်မမ်မီတို့မာတို့လို့ရှိရင်ပြောတယ်မမ်မီတိုက်ဘူးနော်ဒီလိုမျိုးလေးကြတော့မတင့်တော့ဘူးဒါမျိုးလေးမကနဲ့ကလေးတို့ကမှအမြဲအဲ့လိုမျိုးပြောတယ် ညီလေးတို့ကတော့ညီလေးတို့ကတော့ရည်ရည်ကလည်းမရှိရင်လည်းမရှိကျင်လည်းရှိမယ်မရှိကျင်လည်းမရှိဘူးဒါပေမဲ့ဟိုဟာကလေးတွေရဲ့ကပုံပြီပုံတွေကမတင့်တော်ဘူးဆိုရင်အားကြတော့ညီလေးတို့မဆုံးဖြတ်နိုင်ဘူးဟုတ်ကဲ့အဲ့လိုလေးပေါ့ကညီလေးတို့လည်းငယ်လေးအောင်ကိုယ်လည်းအများကြီးဖက်တမ်းရပြီကိုယ်နဲ့ကိုယ်ပါပဲလှုပ်လှုပ်ပတ်စံကိုမကြည့်နဲ့ညာရင်လို့ကိုယ်ကြီးကိုယ်လေးကိုပဲညှိနေဟုတ်ကဲ့အဲ့ဒါဆိုရင်နောက်ကြလို့ရှင်အပေါ်ဆုံးရောက်လာတယ် ခုကလည်းညီလေးကိုကိုအာရမလာတောင်းမှန်လာဘာလုံးမဲ့ထိတ်ခတ်တာပါညာဘာမှမရှိဘူးတော့ဟုတ်ကဲ့ပါဘယ်လိုပြောကြလဲသိရညီလေးကိုတို့ထိုင်ပြီးရှေ့ကိုတောင်းမှန်မယ်ပြောရတော့မှဒီမှာကိုပြောကလုတ်เสียမှာဘူးညီလေးပြောเสียရှိရသုံးမပြရှိရသုံးမဖို့ပဲပဲဒီလိုမလုပ်ဘူးနောက်ဒီလိုသင်ခြင်းဖို့ဆိုတာကိုပြောပြရဟုတ်ကဲ့ ။ယောက်ျားမို့တူတူရစိတ်ကမကောင်းဘူး။ဘာပဲစိတ်ကကိုလည်းတူတာပေါ့ကိုမိသားစုပြရမလားကိုတိတ်တာညူနန်းနေရရာမျိုးလေးဆိုတော့သူ့ဘက်ကတော့အဲ့လောက်ကြီးရဲ့ဂျမကြီးရဲ့မန်း။ဒီတို့ကြီးပြန်သွားမယ်လေ။ပြန်သွားမယ်လို့လည်းပြောချင်တယ်။ဒါနဲ့ online ကြည့်ရတာကြီးသူချိုးကောင်းတဲ့အမျိုးလေးကိုကိုလိုခံတာ။အဲ့ဒါဆိုတော့တွေ့ရတူလည်းစိတ်မကောင်းလို့မလို့ညိတောင်းဝဲတူလည်းညီလေးပါနေတော့အမျိုးဆုံးမှကျွန်တော် ဒီလိုအစားတွေကအဲ့လိုနေတာကောင်းပါပါဘူး။ငါလည်းဝင်ပါဆောင်လို့။ပြီးကြရရပြီးသွားရင်ပါမဆက်ချက်ပါနော်။တိတ်ရှင်းရှင်းလေးနဲ့ကိုယ်အနေနဲ့ဆရာတော်ရင်လည်းကျွန်တော်ယဉ်ကြီးကြပါဆရာတော်ဒီမှာညာကြီး။ကျွန်တော်လည်းအမှန်တမ်းပြောလို့ရှိရင်အဲ့ဒီစိတ်တရားလေးအရင်ကပုံမှန်ဆိုရင်လှုပ်လှုပ်တဲ့စိတ်ပဲရှိရကျွန်တော်အခုကြားထဲမှာဟိုဟာပေါ့ဒုံလပတ်ဝတ်တာတို့ပြည့်ရမလားအဲ့လို ဘုံเจ้าကြီးသွားရတိုင်းဘုံကြီးတွေဟိုဟာဆရာတော်ကြီးရဲ့ကျွန်တော်တို့သူတို့ပြောတဲ့တရားတွေပိုင်းကြီးတိုင်းမှာဆက်ဆက်ပြီးတော့မှပြုပြင်မှုကအများကြီးဖြစ်လာဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အရင်ကဆက်ရှိရှင်းနေတဲ့အေးပြည့်ပြည့်နေပါဟုတ်ကဲ့အဲ့ဒီနောက်ပဲလုံးမှာပဲပြည့်ပြည့်အဆင်ပြေပါပြီဟုတ်ကဲ့ပါကျေးဇူးပါ